ဒီနေ့ကျွန်တော်တို့မိဘပြည်သူများနဲ့မီဒီယာများကိုအသိပေးပြောကြားလိုတာကတော့မြဝတီဒေသမှာပြုလုပ်နေတဲ့ online ဘောင်ကစားမှုတိုက်ဖြတ်ခြေမုံရေးကိစ္စတွေနိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှု ကိစ္စတွေကိုကျွန်တော်ပြောလိုပါတယ်ဒီနေ့နိုဝင်ဘာလ18ရက်နေ့မနေ့မှာပဲမြဝတီရဲ့မြောက်ဘက်မှာရှိတဲ့ရွှေကုတ်ကိုနယ်မြေကိုဌာနဆိုင်ရာ အဖွဲ့အစည်းတွေလုံခြုံရေးပူပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ဆမဦးစွာအိုက်ထက်မှာရှိနေတဲ့ကျွန်တော်တို့ခွင့်ပြုချက်မရရှိပဲစောက်ထုတ်ထားတဲ့အဆောက်အုံတုံးသုံးလုံးကိုအရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။အိုက်ထက်ကနေပြီးတော့စီစစ်ဆဲကျွန်တော်နိုင်ငံသား346ဦးဖမ်းမိခဲ့ပါတယ်။အွန်လိုင်းလမ်းဝစားမှုမှာအသုံးပြုနေတဲ့ဖုံးအလုံးကြီးတပေါင်းဒီဘောက်တော့ဖန်စီရမိခဲ့ပြီးဆက်ဆက်ပစ္စည်းတွေလည်းဖန်စီရမိခဲ့ပါတယ်။တဖက်နိုင်ငံကို ထွက်ပြေးမဲ့သူတွေကိုလည်းကျွန်တော်တို့ပိတ်ဆို့ဖမ်းဆီးလျက်ရှိပါတယ်ဒီနေ့ဒီမှာ online လောင်းသားမှုလောက်ဆောင်နေတဲ့နယ်မြေ၃ခုရှိပါတယ်အဲ့ဒါတွေတော့နံပါတ်၁ကတော့ KK ပတ်နယ်မြေနံပါတ်၂ကတော့ကျွန်တော်တို့ရွှေကုတ်ကိုနယ်မြေနဲ့နံပါတ်၃ကတော့ကြောက်ခက်နယ်မြေဖြစ်ပါတယ်ဒီ KK ပတ်နယ်မြေကတော့အလုံးသိတဲ့အတိုင်းမြဝတီမြို့ရဲ့ဒီတောင်ဘက်မှာရှိတယ်ရွှေကုတ်ကတော့မြဝတီရဲ့မြောက်ဘက်မှာရှိတယ် ပြီးရင်ကြောက်ခက်ဒေသကတော့ဒီတောင်ဘက်အစွန်ဆုံးပေါ့ဒါ KK ပတ်ရဲ့တောင်ဘက်မှာရှိတဲ့နေပြည်တော်ဖြစ်ပါတယ်ဒီနေရာဒီမှာဘသူတွေပါဝင်ပတ်သက်နေတယ်ဆိုတော့ဆိုတာလည်းကျွန်တော်တခင်တော့အတီလင်းပြောကြခဲ့ပြီဖြစ်ပါတယ် KK ပတ်နေမြေနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးကိုရှင်းလင်းပြောပြတဲ့နေရာမှာအထောက်ထားနေတဲ့ဘသူတွေနဲ့ဘယ်အချိန်တော့စာချုပ်ချုပ်ခဲ့တယ် KNU အဖွဲ့တွေကသူတွေနဲ့စာချုပ်ဘလို့ချုပ်ခဲ့တယ်ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်ဘသူတွေပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကျွန်တော် ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ်။ KGB ကနေမြန်မာအဓိကတော့မူလက်ဤအလင်းကုမ္ပဏီဆန်အာရှ International Holding Group Thailand ကုမ္ပဏီတွေပါဝင်ပတ်သက်တာဖြစ်ပါတယ်။ရွှေကုတ်ကုန်နေမြန်မာကတော့မြန်မာရာထိုင်း Holding Company Limited ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ကြောက်ခက်နေမြန်မာတော့ကြောက်ခက် Garden Resort ကုမ္ပဏီကပါဝင်ပတ်သက်တာဖြစ်ပါတယ်။အဲ့ဒီနေမြန်မာကျွန်တော်တို့ရောက်ရှိပြီး online လောင်ကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့နိုင်ငံခြားသားတွေဘယ်လိုမျိုးရောက်ရှိလာတယ်လဲဆိုတာကိုကျွန်တော်တို့အားရှင်းပြပြီးဖြစ်ပါတယ်။အဲ့ဒီကိုရောက်ရှိလာတဲ့အွန်လိုင်းလိမ်တဲ့နိုင်ငံခြားသားတွေဟာ69ဒသမ500ခိုင်နှုန်းလောက်ပါ။တစ်ဖက်နိုင်ငံအနေနဲ့တစ်ဆင့်မြန်မာနိုင်ငံလေးကိုကူပြောင်းရောက်ရှိလာတာဖြစ်ပါတယ်။အဲ့ဒီနေမှာ 2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြဝတီမြို့နဲ့လမ်းကွာဝေးတဲ့ခုနနယ်မြေတွေမှာကျွန်တော်တို့တိုင်းသာလက်နက်ကိုင် EO ဖွဲ့ KNGNL အဖွဲ့အပြီးရင်ကျွန်တော်တို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EO ဖွဲ့တွေပြီးရင်ကျွန်တော်တို့လေချားဆောင်တက်ဖွဲ့အမိခံတက်ဖွဲ့တွေဝင်ရောက်ပြီးတော့ လောက်ကင်နေတာမျိုးဖြစ်ပါတယ်အဲ့ဒီလူတွေဝန်းချိကပ်ပြီးတော့ကိုကျိုးစာစီပါရေးတမားတွေကအဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့မြဝတီမျိုးနဲ့အနီးတစ်ဝိုက်ကိုကျွန်တော်လွှမ်းမိုးနိုင်တဲ့နေရာတစ်ဝိုက်မှာ online လောင်းကစားမှုတိုက်ဖြတ်ရေးတွေကျွန်တော်စတင်ဆောင်ရွက်ခဲ့တယ်တဖြည်းဖြည်းကျွန်တော်တို့နယ်မြေငြိမ်းချမ်းလာတာနဲ့အများနယ်မြေစိုးမိုးရေးနယ်မြေရှင်းလင်းရေးလုပ်ပြီး online လိမ်လည် အမြင့်ပြပပရောက်ရေးအတွက်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်။အဲ့လိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေစစ်တီတွေဝန်ထမ်းတွေအသက်သွေးချေးပေးဆက်ပြီးကျွန်တော်တို့လှုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ဒီနေ့မြန်မာရောက်ရှိလာတဲ့တရားမဝင်ရောက်ရှိလာတဲ့နိုင်ငံသားတွေကိုကျွန်တော်တို့စစ်ဆေးပြီးဖြစ်ပါတယ်။တချို့စစ်ဆေးချက်မှတ်တမ်းတွေကိုကျွန်တော်တို့မီဒီယာများမိဘပြည်သူများသိအောင်ကျွန်တော်တို့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။အဲ့ထုတ်ပြန်ပြောကြားချက်ကိုကြည့်ရင်ဒီလူတွေဟာဘယ်ကနေရောက်လာလဲ။ဘာတွေလုပ်ခဲ့လဲဆိုတာကိုထင်ရှားသိနိုင်မှာဖြစ်ပါတယ်။ From Kenya to Ethiopia, Ethiopia to Bangkok, from Bangkok to Myanmar. Your bus or airplane or uh, boat? Taxi. And in taxi, you. I was alone me. You only me. Yeah, you only me. Only you. from Philippines direct flight to Thailand then someone Chinese car pick up with us they said we're going to Myanmar we walk in the mountain and ride a the motorcycle then they have a river going there in Myanmar Meguadi so they just contact me I just put my number of WhatsApp after that they send me the tickets everything then I go to the Thailand Bangkok after that they send the car to bring me then they give me a little drink juice just like a juice so when i drink that drink i just fall asleep and when i open my eyes i was in the jungle then they bring me from the jungle on the bikes because i have no way to escape there were three people with uh, this type of swords knife and uh, pistols when i reach at the, the gate after I, there was a river crossing then i go to that gate and after that they bring me in a office when we enter the gate there was a person sitting on the table i think it was a chinese i don't know who was it he just take my phone and my bag of passport ieno chanaru kuna byo de niya thong ku kgpa shwe gok la di niya ri ye ache kan lu ni thai bo ye pya sin mi sa ra ri ga တပြက်နိုင်ငံကနေပြီး ရရှိနေတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးလည်းကန့်ကွက်လို့တစ်ဖက်နိုင်ငံတွေလည်းပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးပိတ်ပင်တာမျိုးတွေဆောင်ရွက်ခဲ့တာမျိုးတွေရှိပါတယ်ကျွန်တော်တို့အနေနဲ့ပထမအဆုံးနည်းမြေစိုးမိုးရေးရှင်းလင်းရေးလုပ်ခဲ့တဲ့ KK Park ဟိုနည်းမြေမျိုးမှာပြန်လည်ပြောကြလုံးဝဒီ online လောင်းကစားမှုတွေအခြေမချနိုင်ဖို့အတွက်အဲ့မှာရှိနေတဲ့အဆောက်အအုံတွေကျွန်တော်တို့တရားရာခိုင်နှုန်းဖြည့်ဆည်းနိုင်အောင်ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ် ဆောင်ရွက်ခဲ့တဲ့နေရာမှာလဲဆက်ရန်ရနေဖြိုဖျက်ခဲ့တာရှိတယ်။အစင်းမြင့်ဖောက်ခွဲခဲ့တာမျိုးတွေရှိပါတယ်။ဒီဖောက်ခွဲမှုတွေနဲ့ပတ်သက်ပြီးတော့ကြာလဲဟိုတစ်ဖက်နိုင်ငံအနေနဲ့ကဒီဖောက်ခွဲလိုက်တဲ့အစနာတွေသူတို့နိုင်ငံထဲမှာကြတယ်ဆိုပြီးကန့်ကွက်တဲ့ဟာမျိုးတွေရှိပါတယ်။ဒီအားနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ဗီဒီယိုမှတ်တမ်းတွေဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ဗီဒီယိုမှတ်တမ်းတွေနဲ့သူတို့ဒီအစနာတွေဟာမကြဘူးဆိုတာလဲဒါပြခဲ့ပြီးဖြစ်ပါတယ်။ဒါကျွန်တော်ဒီဖုန်းတစ်ပုံကိုပြလိုပါတယ်။ ဒီမှာဆိုရင်ဒါ KK ဘတ်ထဲမှာရှိတဲ့အဆောက်အုံကိုကျွန်တော်တို့ဒါချိုချဖြက်စီးတာဖြစ်ပါတယ်ချိုချဖြက်စီးတဲ့နေရာမှာအဲ့ဒီအဆောက်အုံရဲ့ဘေးနားမှာဒီအဆောက်အုံကတက်တယ်ပဲအောက်ကိုပြိုကျသွားတာဖြစ်ပါတယ်ကျွန်တော်တို့အစစ်မြင့်ဖောက်ခွဲဤပညာနဲ့အသုံးပြုတဲ့အကြောင်းမလို့ဒီတစ်ဖက်နိုင်ငံတွေကိုကျပုံနေတာသူ့ရဲ့ဘေးနားမှာရှိတဲ့တစ်ပင်တွေတောင်းမလုတ်ဘူးဆိုတာတော့တွေ့ရမှာဖြစ်ပါတယ်ဒါပြင်တစ်ဖက်နိုင်ငံရဲ့နေစားအနည်းမှာကပ်နေတဲ့ဟိုတယ်တစ်လုံးပေါ့ဟိုတယ်တစ်လုံးကိုလည်းကျွန်တော်တို့ ကထိုချဖြည့်ဆည်းခဲ့ပါဘလို့ဖြိုချဖြည့်ဆည်းတဲ့နေရာမှာလဲတစ်ဖက်နိုင်ငံကိုကြာရောက်ဖွင့်နေတဲ့ဒါတစ်ဖက်နိုင်ငံနဲ့ကျွန်တော်ရဲ့နေကြားမြင်းဖြစ်တဲ့ဒီချောင်းနေဖို့တောင်းပါအစနာကြာတာမတွေ့တာကိုထင်ရှားသာတွေ့နိုင်မှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့အာအဆောက်အုံများဖြိုချရှင်းလင်းခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်နောက်တစ်ခုကဒါနဲ့ပတ်သက်ပြီးတော့じゃအမေရိကန်နိုင်ငံအနေနဲ့ ဖလားဆက်နေရတဲ့ရဲဆွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီမှာတော့ကျွန်တော်တွေ့ရတာတော့ဒီနေ့မှတွေ့ရတဲ့ကြေညာချက်ပါလေ။ဒီထက်မှာတော့ online လေလံမှုတွေပေါ့။နေနဲ့အမေရိကန်ကိုကာကွယ်ဖို့ဆိုပြီးတော့ကြ District of Columbia Scam Center Strike Force ဆိုတာကိုဖွဲ့စည်းခဲ့တယ်ပေါ့နော်။ SCSF ဆိုတာဖွဲ့စည်းခဲ့တယ်ဆိုပြီးသူတို့ကြေညာလာတာကိုကျွန်တော်တွေ့ရပါတယ်။အဒီထက်မှာကျွန်တော်လေ့လာကြည့်တဲ့အခါမှာအရှိတောင်အာရှနိုင်ငံတွေကိုအခြေပြုပြီးတော့ cryptocurrency နဲ့အပါဝင် cyber လိမ်လည်မှုတွေကိုအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ဆိုပြီးဖွဲ့စည်းကြောင်းကြေလို့ကြေညာခဲ့တာဖြစ်ပါတယ်။ဒီထဲမှာအထူးထူးခြားခြားအပေါင်းအုံးလေးတွေပါတာကိုကျွန်တော်ပြောပြချင်ပါတယ်။ထူးထူးခြားခြားအပေါင်းအုံးလေးတွေကတော့ဒါတုံးဆိုကြတတိယပိုင်းလောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ TCO တွေအားတဲ့ cryptocurrency ယင်းနှိမ့်ညွန်နံမှုလိမ်လည်မှုများနဲ့ ယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအသုံးပြုပြီးနေ့စဉ်အမေရိကန်များ၏စူဆောင်းငွေများအတက်များကိုခိုးယူလျက်ရှိသည်ဆိုတာပါတာတွေ့ရတယ်။နောက်တစ်ပိုက်မှာတော့ဒါလိမ်လည်မှုစင်တာတွေဟာအမေရိကန်မှတရုတ်ရာဇဝတ်ဂိမ်းများ၏အိတ်ကတ်သေးသို့မျိုးဆက်တစ်ခုပြီးတစ်ခုချမ်းသာကြွယ်ဝမှုရှိအောင်ဖန်တီးနေတယ်ဆိုပြကြဆွဆွဲထားတာမျိုးလည်းတွေ့ရပါတယ်။ဒါပြင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike for Burma အဖွဲ့သည်မြန်မာနိုင်ငံရှိ လေလံမှုစင်တာနှစ်ခုကိုစစ်စင်ရေးများပြုလုပ်ခဲ့သည်ဆိုပြီးလဲပါလာတွေ့ရပါတယ်သူတို့စစ်စင်ရေးဘယ်လိုလုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူးညီပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူးဒါပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK Park ကဲ့သို့သောလေလံမှုနေရာများကိုတိုက်ခိုက်ရန်အတွက် Riot Time Police Warren Tax ဖို့နဲ့အတူပူပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI အေဂျင့်များစေလွတ်ခဲ့သည်ဆိုတာလည်းပါပါတယ်ဒါ ်ထုတ်ပြန်ချက်သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပါနှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်ထဲကနေပြီးကျွန်တော်တို့အာထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု online လောင်ကစားမှုဆိုတာထက် online လောင်ကစားမှုတိုက်ချက်ရေးဆိုတာထက်แน่แน่เด้ ဖြစ်တဲ့အာကျင်တာနနေတဲ့လေးဝက်ရည်ရွယ်ချက်တခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ရှေးမြောက်ဒေတာပေါ့နော်လောက်ကိုင်းဒေတာမှာအွန်လိုင်းတောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေစာစခဲ့တဲ့အတိုင်းတရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှုတက်ဆိုဖွဲ့စည်းပြီးဖြစ်ပါတယ်ခုထိလည်းကျွန်တော်ဆက်လက်လှုပ်ဆောင်နေရရှိပါတယ်ပြီးရင်တော့ဒီပြည်ပြည်နယ် မြဝတီဒေတာမြန်မာထိုင်းတရုတ်သုံးဝင်ဆိုင်ပူပေါင်းဆောင်ရွက်အဖွဲ့ Tri Literal Cooperation ဖွဲ့စည်းပြီးကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ခုထိလည်းဆောင်ရွက်လျက်ရှိပါတယ်ဒါပြင်2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့ဟာတရုတ်နိုင်ငံကုမင်းမြို့မှာကျင်းပခဲ့တဲ့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်စတဲ့6နိုင်ငံအွန်လိုင်းလိမ်လည်မှုပူပေါင်းတိုက်ခတ်ရေးအစီအဝေး က်ရောက်ခဲ့ပြီးဒီအဖွဲ့နဲ့လည်းကျွန်တော်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ဒီ online လိမ်လည်မှု online လောင်းကစားမှုဆိုတာဒီတနုမြန်မာတနိုင်ငံတည်းကိုပဲဒုက္ခပေးနေမှာမဟုတ်ပါဘူး။လိမ်လို့ရတဲ့နိုင်ငံတကာနိုင်ငံလူနိုင်ငံသားတွေကိုလည်းလိမ်လည်နေတာဖြစ်ပါတယ်။ဒါကိုအမျိုးသားရေးတရားဝင်တရားအနေနဲ့ပြက်ပြက်သားသားတိုက်ဖြတ်ဖို့လည်း နိုင်ငံတော်ယာယီတမတတမတော်ကာကွယ်ရေးကြောဖိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့ညွှန်ကြားထားပြီးဖြစ်ပါတယ်လူတို့တွေ့ဆုံခွဲတွေမှာလည်းဒါကိုပြက်ပြက်ပါပါထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်အတည်းရဲ့များတဲ့ကိစ္စဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးမီဒီယာများအားလုံးအနေနဲ့ဒီအွန်လိုင်းလိမ်လည်မှုတွေအွန်လိုင်းလောင်ကစားမှုတွေနဲ့ပတ်သက်ပြီးသတင်းရရှိလာရင်သက်ဆိုင်ရာကိုသတင်းပေးကြပါပူပေါင်းဆောင်ရွက်သားကြပါ ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း6နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဒေသတွင်းအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဒီ online လိမ်လည်မှုလောင်ကစားမှုကိုမြမမြေပေါ်ကနေအပီးတိုင်ချုပ်ငင်းသွားအမြင့်ပြခြေမုံတုတ်တင်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်